အခုကျွန်တော်အဆောင်လေးတစ်မျိုးနဲ့မိတ်ဆက်ပေးမယ်အဲ့ဒီအဆောင်လေးကတော့သူကမိတ်ကောင်းဆွေကောင်းပေါများစေသောအဆောင်ပေါ့နော်မိတ်ကောင်းဆွေကောင်းပေါများစေသောအဆောင်အဲ့တော့မိတ်ကောင်းဆွေကောင်းဆိုတာကတော့ကိုယ့်ရဲ့ဘဝမှာမိတ်ကောင်းဆွေကောင်းနဲ့ခရီးသွားခြင်းမိတ်ကောင်းမိတ်ကောင်းဆွေကောင်းနဲ့တွေ့ခြင်းမိတ်ကောင်းဆွေကောင်းတွေနဲ့လက်တွဲရခြင်းမိတ်ကောင်းဆွေကောင်းတွေနဲ့ပေါင်းဖော်ရခြင်းဆိုလက်သူကမိတ်ကောင်းဆွေကောင်းနဲ့ပေါင်းဖော်ရခြင်းရလဲသူကကံကောင်းခြင်းတစ်မျိုးပဲလေ ဲ့တော့မိတ်ဆွေကောင်းပေါ့ဗျာမိတ်ဆွေကောင်းရှိဖို့လိုတယ်မိတ်ဆွေကောင်းရှိလို့ရှင်အဆအဆရာလုံခြုံတယ်အေးချမ်းတယ်အဲ့တော့ကိုသားသမီးတွေလေးတွေအတွက်မိတ်ကောင်းဆွေကောင်းမရှိရင်လည်းစိတ်မချဘူးကိုဇနီးမယားအတွက်လည်းမိတ်ကောင်းဆွေကောင်းမရှိရင်စိတ်မချဘူးကိုယောက်ျားအတွက်လည်းမိတ်ကောင်းဆွေကောင်းမရှိရင်ကိုယောက်ျားပါပါသွားနိုင်တယ်အဲ့တော့မိတ်ကောင်းဆွေကောင်းလိုတယ်ကိုကိုကြောက်ချမဲ့မိတ်ဆွေအပေါင်းအသင်းနဲ့ဝေးအောင်နော်အဲ့ဒီလူလူမျိုးတွေနဲ့မဆုံအောင် မိကောင်းဆွေကောင်းတွေပေါ်များစေတော့အဆောင်เนาะအဲ့တော့တိုးပွားစေတဲ့အဆောင်ပေါ့ဗျာကိုယ့်ရဲ့လုပ်ငန်းတွေမှာအဆောင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာသူကဒီဟာတွေပဲကျွန်တော်ပေးတယ်အဲ့တော့ဒါကတော့မိကောင်းဆွေကောင်းတွေပေါ်များစေတော့အဆောင်တစ်မျိုးပဲဖြစ်ပါတယ်ကျွန်တော်ကတော့ကရင်ပြည်နယ်ရပဲဖြစ်ပါတယ်ဖန်အမျိုးပါပါပဲကျွန်တော်နာမည်ကတော့ကျော်စိန်ဟိမ့်ပါအဲ့တော့ကျွန်တော်သူများလို့ ရှည်ရှည်ဝူးဝေးတွေမပြောတတ်ဘူးစီကာပတ်ကုန်လိတ်ဟိုဂျဘိုးကိုလိတ်ဖြစ်အောင်ကျွန်တော်မပြောတတ်ဘူးအဲ့ဒါကြောင့်မို့လို့ကျွန်တော်ပြောတတ်တယ်လို့ပဲမိတ်ဆွေတို့ပြောပြတာပါဒါလေးကမိကောင်းဆွေကောင်းပေါ်များဆွေစေတော့အဆောင်ပေါ့ဗျာအဲ့တော့ဟိုတုန်းကလံမိုးဆွေစားပေးလံမိုးဆွေစားပေးတိုင်းစားဒီအားဖြင့်အဲ့တလို့ဟာမျိုးတွေမှာဒီဥစ္စာလေးကိုတော်တော်များများသုံးတာတွေ့မှုတယ်အဲ့တော့ဒါလေးကအင်မတန်လဲကံကောင်းစေတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေပေါ်များပြီဆိုလို့ရှိရင်ဘယ်နေရာတော့သွား ဘာမှပူစရာမလိုတော့ဘူးလေနော်ဘယ်ဘယ်အရက်ဒေတာမှာပဲနေနေမိကောင်းဆွေကောင်းရှိရင်ဒါကြီးပွားချမ်းသာတာပဲအဲ့တော့ဒါကတော့ကြီးပွားချမ်းသာဖို့ကလည်းမိကောင်းဆွေကောင်းလိုတယ်အဲ့တော့မိကောင်းဆွေကောင်းဆိုတာကလည်းဒီခေတ်မှာတော်တော်ရှားသွားပြီအဲ့ဒီအတွက်ကြောင့်မိဆွေတွေရဲ့ဘဝမှာမိကောင်းဆွေကောင်းလေးနဲ့တွေ့ဖို့ဆုံဖို့ခရီးသွားလာဖို့လုပ်ငန်းတွေအတူတကွတွဲတွဲပြီးတော့လုပ်ဖို့ကို့ဘောတစ္ဆာမဖောက်ဖို့နော်လူယုံတွေကကို့ဘောတစ္ဆာဖောက်သွားတာ ကိုနဲ့အတူလက်တွဲတဲ့သူတွေကကိုကိုနောက်ကျောကိုဓာတ်နဲ့ထိုးတာစသည်အပြင်အဲ့ဒါလို့ဟာမိုးတွေမကြုံရအောင်ပေါ့ဗျာအခုခေတ်မှာကြတော့ပို့ပြီးတော့စိုးတာပေါ့နော်ဘယ်သူမှယုံလို့မရဘူးလေအဲ့ဒီအတွက်ကြောင့်ဒါကမိကောင်းဆွေကောင်းနဲ့ပတ်သက်တဲ့အဆောင်ပါပဲကဲဒါလေးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်399 380 358အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ကျွန်တော်ဘာနေသားသမီးကျမဘာနေသားသမီးအဲ့တော့နာမည်ဘယ်သူ အဲ့တော့မိတ်ဆွေပေါ်ပေါ်များစေတော့အဆောင်မိတ်ကောင်းဆွေကောင်းတွေနဲ့စုံစည်းစေတော့အဆောင်တွေလိုချင်ပါတယ်ဆိုပြီးတော့တစ်ချက်ပဲဖုံးဆက်လိုက်ပါအိမ်နိုင်ရာရောက်ကျွန်တော်ပို့ဆောင်ပေးမှာဖြစ်ပါတယ်အဲ့တော့ပို့ကတော့ကိုပံကိုအိမ်ရောက်မှရှင်းပေါ့နော်ကက်တီလောက်ပါပဲ